ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်မနေ့ကတော့နော်တွေးပေါင်လေးတက်နေရတယ်ကျွန်တော်လည်းမတင်နိုင်ဘူးပေါ့နော်မတင်နိုင်တဲ့အတွက်ပေါက်ကနန်းလေးနဲ့လည်းလွဲခဲ့ရတယ်ပေါ့နော်ဟိုလွတ်သွားတဲ့ငါမို့လို့ကြီးတာတော့မဟုတ်ပေါ့နော်ဟိုဘိုက်ပါမှာကျွန်တော်ပေးခဲ့တာလေးဆိုရင်တို့ပေါ့နော်ခုနပြောလို့ပေါ့အဲဒီမှာဒါဒါဒါဆိုရင်ကျွန်တော်ဒီကနေ့ပေးခဲ့တဲ့ဘိုက်ပါမှာပေးခဲ့တဲ့ဟာပေါ့နော်ဟိုအလင်းရောင်ရောင်နော်အဲ့မှာဆိုရင်ကျွန်တော်တို့ 9158ခွန်ဆိုပြီးပေးခဲ့တာပေါ့နော်ဟိုက95ဆိုပြီးတော့အောင်ကနန်းလေးရသွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာတော့မတင်ပေးနိုင်ဘူးပေါ့နော်အဲ့မှာတချို့ဟိုထိတ်စီးလာတောင်းတယ်ထိတ်စီးကကျွန်တော်ဥလွယ်လွယ်လေးပဲဥပမာကိုကျွန်တော်ကျွန်တော်ပြောမယ်လွယ်လွယ်လေးဆိုတာဒီမှာကိုထိတ်ကိုထိတ်ထိတ်နှစ်ခုတွေ့ရင်9300ထိတ်ကကျွန်တော်တို့ကျင်းစီလာမယ်လို့เนาะပြောထားတာလေကျွန်တော်တို့မှတ်မိမှာပေါ့အဲ့ဒါလေးဒီကျွန်တော်မလုတ်ဖြစ်ရင်လည်း ခုနပြောသလိုကျွန်တော်မအားလက်ထားပဲဖြစ်ကျမ်းမိုက်အကြောင်းမတင်ပြထားပဲဖြစ်အဲ့ဒါလေးတွေကကျွန်တော်ရာသက်ပံပေးထားတာလေးဒီနော်နောက်တစ်ခါကျတော့ကျွန်တော်နှစ်ခွန်မွေးပရိတ်ဆိုတာလေး ਨੇ ပေါက်ဆက်မယ်ဆိုရင်လည်းအောင်ပွဲကလွယ်လွယ်လေးပဲပေါ့နော်ဒါပေမဲ့ဟိုသဘောပြောပြရတာပါဟိုအောင်ွားလို့လွယ်တယ်လို့ပြောတာတော့မဟုတ်ဘူးပေါ့နော်ဟိုမမအားတဲ့ခါကျလှုပ်လို့ရတယ်ဆိုတဲ့အကြောင်းပြောတာပါနော်လွယ်တယ်ဆိုတာကဲအဲ့တော့ကျွန်တော်20လေးပဲစမယ်ဗျာ20လေးပဲစမယ်ဆိုရင်ကျွန်တော်တို့ဘယ်ကစမလဲဆိုတဲ့ခါကျတော့ခွန်တီကိုရှစ်ကစမယ် ွန်တ်ကိုရှိခွန်ခွန်တင်ငါခွန်ခွန်တင်ငါခွန်ရှိရှိချခွန်ရှိရှိချောက်ဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တွက်ခဲ့တဲ့နီးလေးကျွန်တော်တို့မှန်ခဲ့တဲ့နီးလေးအဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်เนาะအဲ့ဒါဘာလဲဆိုရခါကျဒီခွန်ရဲတဲ့ဒီခွန်ရဲပေါင်းပါမယ်တဲ့ဒီခွန်နဲ့ခွန်နဲ့ပေါင်းတော့၄ပါတဲ့၄ကိုဒီ6နဲ့ပေါင်းပါမယ်တဲ့6နဲ့ပေါင်းတဲ့အခါကျတော့ 3ည3ညရဲ့ပါဝါ5 3ညရဲ့နှခက်ကခွန်3ည5ခွန်ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့เนาะအဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့၄ခွန်နဲ့၄ခွန်မှာခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်၈၄တဲ့၈၄မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကျွန်တော်မပြပြဖြစ်တာတော်တော်လေးကိုနားเนาะဟိုဟာဒီဒီမတ်စတာကြီးကလည်းအပေါ်အောက်ကိုပြီးသွားတယ်เนาะအဲ့ ဟိုဒါတွေကလည်းကျွန်တော်20တွေအကုန်လုံးပေးပြီးသားပါကျွန်တော်မဟိုအားလက်လို့ကြမ်းမိုင်မကောင်းတော့ခါဟိုမှတ်ထားလူတော့တွတ်တက်မှာပေါ့ဗျမှတ်ထားလူကကျွန်တော်ပဲစောင့်နေရလူကတော့မရလိုက်ဘူးပေါ့နော်အဲ့တော့နောက်တစ်ခါ6ခွန်တက်ခွန်နောက်ပတ်တိသမားတွေပတ်တိတွေကလည်းလွယ်လွယ်ပတ်တိတွေကပေါ့နော်မင်းငင်းလေးဆိုရင်ခွန်နဲ့6နဲ့ပတ်တိဆိုတာမနေ့ကောညာတော့ထွက်သွားတယ်ပေါ့နော်ပတ်တိသမားတွေနောက်တစ်ခါ2 2 5 3 5 3ငါ6တောင်ရောက်ခွင့်ငါ6 39ခွန်းဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါမှာတွေ့မယ်ဆိုရင်ဒီနှစ်ကဲဒီနှစ်ကဲပေါင်း၄၄ဒီခွန်းနဲ့ပေါင်းတော့၁ပါတဲ့၁၁ရဲ့ပါဝါ6တရနဲ့ခက်ခါ8 6 8ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့9နှစ်တဲ့မအောင်ပါဘူး16တဲ့16မှာ16ကော6ကောထိပြီးတော့ကျွန်တော်တို့အခွေအနေနဲ့အောင်သွားခဲ့ပါလေဗျာအဲ့နောက်တစ်ပြန်တွက်ပါမယ် တိ6ရှင်းလေးတိ6ရှင်းလေး6 5နှစ်6 5နှစ်တင်း5 3တင်း5 3ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုရခါကျတော့8ကဲ9ရပေါင်း5 5နဲ့3နဲ့ပေါင်းတော့8ပါတယ်နော်8ရှိရပါဝါ3ရှိရနှစ်ခါကတိ8 3 1ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့ခါကျတော့3 9တဲ့3 9မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ် နှစ်6ဟုတ်တယ်နှစ်6မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျအဲ့တော့3ကိုမှာ3တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျနော်ကဲနောက်တစ်ပြောင်းတွက်ပါမယ်3283ရ3283 8595 6598 6598ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်8ရဲ့9ရဲ့ပေါ့3 3ရဲ့8ရဲ့ပေါ့ တရပါဝါ6တရနဲ့ခက်က8 1 68ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့2 5တဲ့မအောင်ပါဘူးဗျာ13နဲ့13မှာတော့တစ်လုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ဟုတ်လားဟုတ်ပါဘူးမှားနေပြီ sorry sorry ငါငါ65အဲ sorry ပါဗျာဒီမှာကျွန်တော်မှားပါတယ်เนาะဒီမှာ65အဲ65တဲ့65မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်19အဲ19တဲ့ဒါ19ပါเนาะ19 19เนาะ တကိုတကိုမှလည်းတတလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့အဲ့လိုကျွန်တော်လည်းကောင်းကကောင်းကသာဆိုတော့နည်းနည်းကနန်းကြော်ကြည့်မိပါရနော်နောက်တစ်ခါရှေ့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 နေတိနေတိခွန်ခွန်လေးငါခွန်ခွန်လေးငါ၄3390ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကြည့်မယ်ဆိုရင်ဒီခွန်ရဲတဲ့ဒီခွန်ရဲပေါက်၄ပါတဲ့နောက်တစ်ခါ D9 ပေါင်းတော့1ပါတဲ့1ရဲ့ power 6 1ရဲ့နှစ်ခက်က8 1 6 8ဆိုတော့ကြီးပဲထပ်ရပါတယ်တဲ့ဟုတ်လားအဲ့မှာကျွန်တော်တို့ဗာထွက်သွားလဲဆိုရင်ခါကြတော့2 9တဲ့မအောင်ပါဘူး1 3 1 3နဲ့1 3မှာတော့1တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးလို့ဟိုကီးရတူနေတော့ကျွန်တော်အောက်ကဟာကိုကြော်ကြည့်လိုက်ပြီလို့နော်ခဲနောက်တစ်ပြင်ကိုကျွန်တော်ကြည့်ပါမယ်3 1 6 8 ညာ6 3 9 5 6 3 9 5 6 3 9 5 6 3 9 5 6 3 9ဆိုရင်ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲလိုတွက်မယ်ဆိုရင်6ရဲ့3ညာရဲ့ပေါင်းတော့6ဒီ3ညာနဲ့ပေါင်းတော့6ပါပဲတဲ့6ရဲ့ပါဝါ16ရဲ့နှက်ခက်က9 6 19ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုရဲ့ခါကျတော့86တဲ့86မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်ရှိတဲ့ခွန်ရှိမှာတော့မအောင်ပါဘူးဗျ ကျွန်တော်တို့ပြန်တွက်ပါမယ်ခွန်ရ၄3ခွန်3 4 6296 6296 55တိကူ55တိကူဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုရင်အကြောက်6ကဲ2ကဲပေါင်း8 8 9နဲ့ပေါင်းခွန်ခွန်ရဲ့ပါဝါ2ခွန်ရဲ့နှက်ခတ်က3ညခွန်2 3ညဆိုတော့ကီး3လုံးဒီပြန်มาထွက်ရမယ်တဲ့ ိုင်မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့နှစ်ကိုးတဲ့နှစ်ကိုးမှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်၄၃ညရတယ်၄၃ညမှာလဲ၃ညတလုံးထိပြီးညာရောမနဲ့ကောထပ်အောင်ပါရဲ့ဗျအဲ့နောက်တစ်ခုတွက်ပါမယ်3954ခွန်3954 5826 5826 ၄5ကို5 5 5ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါဗျ။အဲ့ဒါလေးကိုကျွန်တော်တွက်မယ်ဆိုရင်9ရဲ့8ကပေါင်း3 3ရဲ့5ရဲ့ပေါင်း8ပါတဲ့8ရဲ့ပါဝါ3 8ရဲ့နှစ်ခက်က1 8 3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့3 5တဲ့3 5မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်။ရှင်းနှစ်တဲ့ရှင်းနှစ်မှာလဲရှစ်တလုံးထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးလို့ ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့လာမယ့်အနေအတွက်ကိုကျွန်တော်တို့တွက်လိုက်ရအောင်နှစ်3 8 3နှစ်3 8 3 4ကို4 4 4 5 6နှစ်5 6နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ6ရဲ့ဒီ4ရဲ့ပေါင်း3 3ရဲ့2ရဲ့ပေါင်းတော့5 5ရဲ့ပါဝါ3ည5ရဲ့နှက်ခတ်က3 5 3ည3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရပါမယ်တဲ့နော် cái ai đó cho nó đủ ghi thay cái gì này như này à ai đó cho nó đủ ghi thay cái vào mẹ ghi thay ghi thay để ghi thay cả bài ra rồi ိုလေးနှစ်ပါတဲ့เนาะကီထိတ်ကကိုလေးနှစ်ကီယိုယိုက5 3 3ကဲအဲ့တော့ကျွန်တော်တို့ကဒီဟာနှစ်ခုကမတူညီရဲ့အတွက်ထုံးစံအတိုင်းပဲကျွန်တော်ကတ်ကစားပါမယ်။ကို9ကို3ည9ကို3 4 5 4 5 4 3ည4 3ည4 3 နှစ်ငါနှစ်တုံညနှစ်တုံဆိုဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့ပြန်ကနန်းကြလာရင်တော့မပြောတတ်ဘူးပေါ့နော်အဲ့မှာကျွန်တော်နှစ်တုံတို့ဘာတို့ကထွက်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ကျွန်တော်ကတော့ပယ်လိုက်တယ်ဗျနော်ရေရေတင်းတင်းပဲပယ်ချလိုက်တယ်အမျိုးတို့အနေနဲ့ကြရင်တော့ထည့်ထိုးဟုတ်လားအဲ့မှာကျွန်တော်တို့ master key master key တွေကျွန်တော်ပြောပါမယ် master key တွေကပထမ master key က2 4 9 9ညတဲ့2 4 9 9 လေခွန်၃ညဒုတိယမာစတာကြီးက၃ရှေ့၃ရှေ့၅၃ညအဲ့တော့ကျွန်တော်ဒီမှာပြန်ကြည့်မယ်၉၅၉ဆိုတာကဒီမှာတကီးတော့ထီတယ်၉၀၉၀ရတော့နှစ်ကီးသလုံးထီတယ်နောက်တစ်ခါ၉၃တကီးပဲထီတယ်၄၅၄ရော၅ရောထီတယ်နော်နောက်တစ်ခါ၄၀၄၀လည်းရတယ်၄၃၄၃လည်းရတယ်နော် နှင်းငါနှင်းငါလဲရတယ်20 20လဲရတယ်ပေါ့နော်ဒါအပေါ်အောက်တွေအကုန်လုံးကညီသူညီမျှတွေပေါ့နော်အောင်နေပေါ့ဟာလားအဲ့တော့ကျွန်တော်တို့ကဒါဆိုရင်ခဏတည်းကများနေမယ်များနေတဲ့အခါကျတော့ကျွန်တော်တို့ဘာကြီးလာမလဲဆိုတဲ့အခါကျတော့နှစ်ခွန်ဆိုရယ် break နှစ်ခွန်ဆိုရယ် break က9ဆိုတာနှစ် break ဟုတ်လားနှစ်ခွန် break ပေါ့နော်အဲ့ဒီလိုနှစ်ခွန် break ထွက်ထားရင်နှစ်ခွန်၄ကိုဆိုတဲ့ break ဟာတဲ့၃ရက်အတွင်းထွက်ရပါမယ်တဲ့နောက်တစ်ခါကျွန်တော်တို့ 5ခွန်လို့ထွက်တယ်ခွန်5ပေါ့เนาะခွန်5လို့ထွက်ရင်လဲ2 4 6ဆိုရပြတဲ့2 4 6ဆိုရပြတဲ့ဟာတဲ့3ရက်တွင်ထွက်ရပါမယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာပြန်ကြည့်မယ်ပြန်ကြည့်မယ်ဆိုတဲ့နေရာမှာကျွန်တော်ကဘာတွေကိုကြိုက်တယ်လဲဆိုတဲ့အခါကြတော့ကျွန်တော်အကြိုက်ကိုပဲကျွန်တော်ပြောတာเนาะအမျိုးတို့ပဲအကြိုက်တွင်ယူပေါ့ဟုတ်လားဘာတွေကိုကျွန်တော်ကြိုက်တယ်လဲဆိုတဲ့အခါကြတော့ဒီမှာပြန်ကြည့်မယ်အဲကျွန်တော်တပတ်စာပေးထားတာဒီပေါ့နော်တပတ်စာပေးထားတာဆိုရင်ကျွန်တော်တို့အင်္ဂါမကျော်ပတ်တိ2ချက နှစ်ချောက်ကအခုနှစ်ကော၆ကောထွက်သွားပြီတလုံးကဟိုဟိုကနေမှထွက်တယ်တလုံးကကျွန်တော်တို့အင်ကန်နေမှထွက်တယ်เนาะအခုကြမ်းတဲ့၆တလုံးကဟိုပါဂျာသရင်းနေကြမှာလာထွက်တယ်ပေါ့နော်ဒါပေမဲ့ तू ကအင်ကန်မကျော်ပတ်တီးရတလုံးကတော့အရင်ဆုံးထွက်ရမှာပေါ့နော်နောက်တော့ဗိုလ်ဒူးမကျော်ပတ်တီးရယနေ့အတိုင်းထွက်မသွားဘူးဂျာသရင်းလည်းထွက်မသွားဘူးနောက်ကတပတ်စာပတ်တိမှာ309တဲ့309မှာ6လေး6လေးဆိုပြီးထွက်တာတဲ့အတွက်ကျွန်တော်6တလုံးအောင်ထားတယ်မပြောက်ပတ်တိမှာ305 305မှာအခု95လို့ထွက်တဲ့အတွက်9တလုံးအောင်ထားတယ်အဲ့တော့309တွေကြီးပဲကျွန်တော်တို့ကကြံနေတယ် နော်တုံညာတွေပဲကြာနေတယ်ဗုဒ္ဓမကျော်ပတ်တရားတဲ့တခါလေးကြကျော်သွားတာမျိုးရှိတဲ့အတွက်တုံညာနဲ့ပတ်သက်တာဆိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒီမှာ6ဒီမှာ4ဒီမှာ2ဟာလားဒါတုံညာနဲ့ပတ်သက်တာနော်60ရဲ40ရဲ20ရဲအဲ့ဒီတော့ကျွန်တော်ကဒီနေရာမှာပြန်ပြီးတော့တခါနောက်တစ်ခါကျွန်တော်ပြန်ပြီးကြည့်မှာဘာလဲဆိုတော့ကျွန်တော်တပတ်စာပတ်တီခံမှန်းချက်ထဲမှာတပတ်စာမွေးပရိတ်လုံးဝမထွက်သေးဘူးဘာပရိတ်လဲ6နဲ့6အဲ့6နဲ့6ကမပြတ်ဘူးဆိုရင်ပြည့်ရင်တော့မပြောတတ်ဘူးပေါ့နော်မပြတ်ဘူးဆိုရင်ကျွန်တော်တို့က ဟုတ်ကြဒီတောက်ကြံနေရနောက်ဆုံးပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်6ပရိတ်မရှိဘူးမရှိရတဲ့6ပရိတ်ပဲရှိတဲ့အတွက်ကျွန်တော်တို့က60ဟာလာဒီပရိတ်အလိုရဆို60เนาะဟိုတုံညာလဲထိတဲ့အတွက်60ဆိုတာအကောင်းဆုံးပဲเนาะဒါမှမဟုတ်လို့ကျွန်တော်တို့ဒီကောင်မှာထိုးမဲ့ဒုတိယအနေနဲ့ကျွန်တော်ဒါလေးကျွန်တော်ကဒုတိယအနေနဲ့ပြန်ထားမယ်45ရယ်40ရယ်20ရယ်ဒီလိုပြန်ထားမယ်เนาะ ဲ့တော့အမျိုးတို့အနေနဲ့ကြိုက်ရင်ယူပါမကြိုက်ရင်လည်းမယူပါနဲ့เนาะဒါကျွန်တော်ဒုတိယအနေနဲ့ထားမှာကျန်တာလေးတွေရောတတိယအနေနဲ့ထားမယ်เนาะကျွန်တော်ဒီကနေ့ပြချင်တာတော့ဒီလောက်ပါပဲเนาะအားလုံးလည်းဟိုကျွန်တော်ထုတ်ပေးတဲ့ကဏ္ဍကိုမကြိုက်ဘူးဆိုရင်လည်းအမျိုးတို့သဘောပါပဲเนาะဒါကျွန်တော်အနေနဲ့တော့ကျွန်တော်ညံကျွမ်းရှိတဲ့လောက်အမျိုးတို့အတွက်ကိုထုတ်နှုတ်ပေးခြင်းပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်ရဲ့နောက် ီဒီယိုတင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီလေအောင်ပွဲများများရလို့ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာတွေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ